အဲ့တော့ဟိုဒီလိုမျိုးအသင်းနေနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့အသင်းတိုင်ပတ်နေကြအတိုင်းမဲ့အခုကတော့တယောက်ရောနေဆိုတော့နည်းနည်းလေးအဆင်မြင့်သွားပြီလို့ပြောလို့ရတာပေါ့နော်အဲ့တော့음ဒီလိုမျိုးအမားတွေကတော့ဆက်ရှိနေဦးမှာပဲအဓိကတော့ကျွန်တော်အမြင်ပြောရရင်တိုက်စစ်မှာအဲဒီ squat တက်ပေါ့နော်အဲ့တော့ဒီဒုတိယဒုတိယမှာဆိုရင်ဗျာစဉ်းစားကြည့်လူစားဝင်လာတယ်ဆိုလို့ maximum တယောက်ပဲရှိရဗျာတိုက်စစ်ကအဲ့တော့ဇက်စီမကောင်းမလားမကောင်းလဲကြည်ပဲဇက်စီနေရာမှာဝင်ကစားမဲ့သူမရှိဘူးအရင်မှာရှေးလေစီတို့လိုလူငယ်ကစားသမားတွေပဲရှိရဲ့ ဒီလူငယ်ကစားသမားလေးတွေကိုနေရာပေးမယ်ဆိုပြန်လို့ရတယ်သူတို့မှ pressure အောက်ကိုရောက်သွားမှာဗျာဒါကြောင့်မလို့နီးပြအဲဒီမပေးခဲ့တာဘောထောက်ကမပေးခဲ့တာဒီကစားခွင့်မပေးခဲ့တာဒါတွေကိုလည်းကျွန်တော်လက်ခံမှာဖြစ်မယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ဒီတရားတရားတော့အဲ့လိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဒီဘောဖွဲ့ရဲ့အနေနဲ့လည်းဒီနည်းပြကိုယုံနေဆိုလို့ရှိရင်သူလိုအပ်တဲ့ဒီ one back တွေပေါ့နော် left one back right one back ပြင်သူလိုအပ်တဲ့ဒီ ဒီအခုညာတို့အမှုတို့လို့ဟိုတိုက်စစ်မှုတွေကိုကျွန်တော်တို့မဖြစ်မနေဝယ်ပေးဖို့လိုပါတယ်။နောက်တန်းကတော့ဒီယူရိုကတော့နည်းနည်းလေးပြရတယ်အဲကစားပုံကျွန်တော်တိတ်မကြိုက်ဘူးအဲဒါပေမဲ့ဒီလိကတော့အမြင်ဘောတွေမှာလည်းတော်တော်လေးအားကိုးခဲ့ရပါတယ်အဲအဲ့တော့အဲကွန်းလျာကတ်စမဲတို့လည်းဒါအဝါကြောင့်ဒီနိပြထုတ်လိုက်ရတာလည်းထင်ပါတယ်အဲပြီးရင်နယ်လေးကြာသွားတာလည်းပါမှာပေါ့နော်အဲ့တော့ တိုက်စစ်မြင့်နေတာလေဒီပိုင်ပါမှာပေါ့ကတ်စမဲတို့ထုတ်လိုက်ရတယ်အဲ့တော့ကတ်စမဲတို့မရှိတဲ့အချိန်မှာမိန်နူးနဲ့ဘရူနိုဘရူနိုကနောက်ဆင်လိုက်တော့ပိုဆိုးတော့တာပေါ့ဗျာအဲအဲ့တော့အနည်းချုပ်ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အသင်းမှာကဒီနေ့ပွဲစဉ်အတွက်ဘာမှကောင်းတဲ့အချက်ဆိုလို့အချက်မှမရှိခဲ့ဘူးတော့တစ်ဖက်ကဒီပေါ့နော်လီဗာပူးတို့ပြီးသွားရင်ဒီဟိုမန်စီးတီးတို့ရှုံးတဲ့အချိန်အဲဒီအဲ့ဒီအချိန်မှာကျွန်တော်အခွင့်အရေးကိုရအောင်မယူနိုင်ခဲ့ဘူး နောက်လာမဲ့ဘွဲစဉ်တွေကျွန်တော်တို့ပို့ပြီးတော့ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်အဲ့တော့အဲညီကိုတို့လည်းအာတမ်ပြီးတော့ကြည်ကြပါအဲရဲ့ညီလည်းအရေးပြတ်မခံကြပါနဲ့အဲ့တော့ဒီတရားတွေကတော့ဒီလိုပဲစောင့်ကြည့်အောင်ပါပေါ့နော်အဲ့တော့ left one back right one back ကိုမဖြစ်မနေလဲဝယ်ဖို့လိုတယ်ကွင်းလေလည်းမဖြစ်မနေလိုပါတယ်ကျွန်တော်တို့ရဲ့ squad deck က အဲစဉ်းစားကြည့်အောင်ဗျာနောက်တန်းမှာဆိုလို့ရှိရင်လဲစရာလိုတော့ရှိရဲဒါပေမဲ့မာတီနက်မကွမ်းရထားပါတော့နောက်တန်းကတော့နည်းနည်းလေးအဆင်ပြေတယ်အဲ့တော့ကွင်းလေဘရူနိုမကောင်းရင်ဘယ်သူဝင်မှာတော့မိန်နူလားမိန်နူကဘရူနိုရဲ့နေရာကို replace လုပ်နိုင်ပြီလားပြီးရင်ကက်စမီရိုနေရာဘရူနိုမှာတော့ဥကာတီလားကြောက်ပြောရမှာတော့နည်းနည်းလေးဟိုတက်တည်တုံးတယ်ဗျာရှင်းရှင်းပြောရင်အဲ့တော့ left wing ဘက်မှာဒိုကူမကောင်းလို့ဘယ်သူထည့်မှာတော့ဒါလော့လား ဒုဒုကူမကောင်းလို့ဒါလော့ထည့်ပါလားဆိုမှဒါလော့ကတပုံစံနဲ့ဖြစ်နေဘယ်လိုလုပ်ကြမှာလဲကျွန်တော်တို့အဲ့တော့အဓိကပြောချင်တာကတော့ squat တက်ပေါ့နော်အဲ့တော့အမှန်ကယ်ဆိုလို့ရှိရင်ဒုကူတို့ဒါလော့တို့ကဒီပွက်ထွက်ပွက်ထွက်ပွက်ထွက်အခင်းကျင်းမှာကိုမပါတဲ့နဲ့ပလီယာတွေဒါကကျွန်တော်တို့ဟိုဒီလာမယ့်ယာတွေမှာဖြေရှင်းရမယ့်အရာတွေပေါ့နော်